တရုတ်ကသဲခနာရဲမှာငါးရီတန်းချီလို့ပြီးအားလုံးကိုအားသင့်စေခဲ့ပါတယ်။ Breakit ကြီးအားလုံးပဲမင်္ဂလာပါရှင်။ Ticket Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ရှင်ကျန်းလို့ပြောလိုက်တာနဲ့အကြောင်းသိတဲ့လူတော်တော်များများကခြောက်သွေးတဲ့သဲခနာရကိုပဲပြင်းပြင်းကြားမှာပါ။ဒီနေရာကတရုတ်ပြည်ရဲ့အခြောက်သွေးဆုံး data တစ်ခုလည်းဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာတော့ရှင်ကျန်းဟာငါးနှစ်ပင်လယ်စာထုတ်လုပ်မှုအတွက်အဓိကဖို့တစ်ခုဖြစ်လာပြီဆိုတာသင်ကြည့်ပါရဲ့လား။ ီလိုကြောက်တဲ့နေရာမှာဘလို့လို့ဖြစ်နိုင်မှာလဲလို့တင်သွေးမိမှာပါဟုတ်ပါတယ်ဒီအကျဟာတကယ်ကိုမယုံနိုင်စရာဇလန်တပုတ်ပါပဲကဘာပေါ်မှာကြောက်တဲ့ဇုံနဲ့ပင်လယ်ကနေအဝေးဆုံးနေရာတွေထဲကတစ်ခုဖြစ်တဲ့ရှင်ချမ်းရဲ့တကလမကန်တေကနာယာကြီးဟာပင်လယ်တေလို့တောင်တင်စားခေါ်ခေါ်ကြပါတယ်ဒီလိုနေရာမျိုးမှာရေတွက်ပစ္စည်းထုတ်လို့ရေလုံငန်းဆိုတာစိတ်ကူးတဲ့တောင်ထဲလို့မရပါဘူးကြောက်ပေမဲ့တရုတ်ကတော့မဖြစ်နိုင်တာကိုလုံးပြနိုင်ခဲ့ပါတယ် တကလာမကန်တေကနာယာရဲ့အနောက်မြောက်ဘက်ဇုံးမှာဧက89ဧကအထူးကျဲဝန်းနဲ့တဘာဝစားငံရီပြင်ရှိနေတာကိုတွေ့ရှိခဲ့ကြပါတယ်။ပင်လယ်နဲ့ဝေးကွာတဲ့အနေအားမှာစားငံရီတွေရှိနေခြင်းကငေါမွေးမျိုးရေးအတွက်မမျှော်လင့်ထားတဲ့အခွင့်အရေးတစ်ခုကိုဖန်တီးပေးခဲ့တာပါ။ဟန်ကီပန်းကသိပ္ပံပညာရှင်တွေဟာဒီစားငံရီကိုအကျိုးရှိရှိအသုံးချဖို့နီးလန်းရှာခဲ့ကြပါတယ်။သူတို့ကစားငံရီတွေကိုကယ်စီယမ်၊မဂနီဆီယမ်၊ပိုတက်ဆီယမ်နဲ့အာယွန်းတွေကိုထည့်သွင်းပြီးပင်လယ်ရင်နဲ့တူညီတဲ့ ဇာတုဖွဲ့စည်းပုံကိုဖန်တီးခဲ့ပါတယ်။ဒီလိုနည်းပညာကြောင့်ပင်လယ်ငါးရီကိုဒေကနာယအလယ်မှာရှိတဲ့ရေပြင်ထဲမှာမွေးမြူနိုင်ခဲ့ပြီးဒါဟာတကယ်ကိုခေတ်မီစမ်းသစ်တဲ့အောင်မြင်မှုတစ်ခုလည်းဖြစ်လာပါတယ်။ဒီလုပ်ငန်းရဲ့အလားအလာကိုမြင်တွေ့ခဲ့တဲ့တရုတ်အစိုးရဟာ2019မှာတည်တာတဲ့ရင်းနှီးမြှုပ်နှံမှုတွေစတင်ခဲ့ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ရှင်ကျန်းကုန်ငါးနဲ့ပင်လယ်ဇာထုတ်လုပ်မှုအကျွမ်းအဓိကဖို့အပြစ်ပြောင်းလဲဖို့ပါပဲ။ ဒီလိုဆိုရရဲ့ပံမမှုတွေနဲ့အတူနည်းပညာအကူအညီတွေကြောင့်လုပ်ငန်းဟာအရှိန်ယိုနဲ့တိုးတက်လာခဲ့ပါတယ်။အခုဆိုရင်ရှင်ကျန်းဟာရွှေရောင်ပင်လယ်ငါ၊ဂရုပါငါ၊ဂုံကောင်၊ဘဇုံနဲ့ဆလမွန်ငါတွေအထိမွေးမြူထုတ်လုပ်နေခဲ့ပါပြီ။2023ခုနှစ်မှာဆိုရင်စုစုပေါင်းထုတ်ကုန်တန်ချိန်သသိန်း၈တောင်း၄တောင်ကိုထုတ်လုပ်နိုင်ခဲ့ပြီးအမေရိကန်ဒေါ်လာတန်930တန်ဖို့ရှိခဲ့ပါတယ်။ဒါပြင်2023ခုနှစ်ရောက်တော့ဒီရေပြင်းထဲမှာပဲပလဲမွေးမြူရေးကိုပါစပြီးလှုပ်ဆောင်နိုင်ခဲ့တာပါ။ တိုင်းကနာရရဲမှာပလဲထုတ်တယ်ဆိုတာကတကယ်ကိုမထမတ်စရာကိစ္စရက်တစ်ခုပါအခုဆိုရင်ကမာကောင်ရင်နှစ်တန်းအထိအောင်မြင်စွာမွေးမြူနိုင်ခဲ့ပြီလို့သိရပါတယ်ဒီငါးမွေးမြူကြီးလုပ်ငန်းဟာဒေတာကန်ထောက်ပေါင်းများစွာအတွက်အလို့အကန်အခွင့်အလမ်းတွေဖန်တီးပေးခဲ့တာပါ2016ခုနှစ်မှာတန်ငါတဲ့တွေရဲ့ပြန်မြဝင်ဝင်ရရွရွလေသမားတွေအထက်တိတိကျကျပုံများခဲ့ပါတယ်ကျွမ်းကျင်သူတွေရဲ့ကမ္ဘာ့ချက်အရ2025ခုနှစ်မှာဒီလုပ်ငန်းရဲ့စုစုပေါင်းတန်ဖိုးဟာအမေရိကန်ဒေါ်လာ 3ဘီလီယံလေးပါအထိရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။တရုတ်ကခင်းတဲ့အညီလိုင်လောညီတွေဖြစ်အောင်2023ခုနှစ်မှာရေထွက်ပစ္စည်းတွေရဲ့ online ကနေတင်ရောက်နိုင်ခဲ့ပါတယ်။ဒီအချိန်မှာပဲရောင်းအားကအမေရိကန်ဒေါ်လာ54တန်းအထိရောက်ရှိလာခဲ့ပြီးအရင်နှစ်ကထက်106ရာခိုင်နှုန်းတိုးတက်လာခဲ့တာပါ။ဒါရောရစီးပွားရေးလုပ်ငန်းတစ်ခုကို digital နည်းပညာနဲ့ပေါင်းစပ်ပြီးဘယ်လိုအောင်မြင်အောင်လုပ်ဆောင်နိုင်လဲဆိုတာကိုပြသနေသလိုပါပဲ။ ရှင်ကျန်းရဲ့တဲကနာရငမွေးမြူရေလုပ်ငန်းဟာစိန်ခေါ်မှုတွေကိုအခွင့်အလမ်းအပြစ်ပြောင်းလဲနိုင်ခဲ့တဲ့ထူးခြားတဲ့ဈေးဝယ်ရေးအောင်မြင်မှုတစ်ခုပါပဲ။ဘယ်သူကမှတဲကနာရထဲမှာငါးတွေနဲ့ပလဲတွေထွက်လာမယ်လို့ချင်ခဲ့မိမှာမဟုတ်ပါဘူး။တရုတ်ရဲ့လုံရက်တွေကတချို့နေရာတွေမှာပြောစရာဖြစ်သလောက်တချို့နေရာတွေမှာတော့အံ့ဩစရာကောင်းနေတာကတော့အမှန်ပါပဲ။အစုံနဲ့ကြီးစုပေးခဲ့တဲ့အတွက်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။